မင်္ဂလာပါကျွန်တော်လှောက်ဦးပါခင်ဗျာကျွန်တော်ဒီနေ့ကတော့ကျွန်တော်ရဲ့မီးသတ်နဲ့ပတ်သက်တဲ့အတွေ့အကြုံအမေးဖြေခန္ဓာအပိုင်း၃ဖြစ်ပါတယ်ခင်ဗျာနံပါတ်၁ကတော့မီးလောင်လို့မီးသက်ကားတွေလာရင်ဘာလို့ရေမပါလာလဲဆိုတော့မီးခွန်ကိုကျွန်တော်ပြန်ပြီးဖြေထားပေးပါတယ်နံပါတ်၂ကတော့ကျွန်တော်မီးလောင်ပြင်မှာတုံးတဲ့မျက်မှန်အကြောင်းကိုပြီးထားလို့ရှင်းပြပေးထားပါတယ်ခင်ဗျာနံပါတ်၃ကတော့ရှည်တဲ့မီးလောင်ပြင်ရောက်လို့ရှိရင်တက်ကြက်တွေပဲဝင်ရမှာလားဒါမှမဟုတ် တပွင့်နေနှစ်ပွင့်နေရောမဝင်ရဘူးလားဆိုတော့မိခိုးနေကျွန်တော်ဖြေချပေးထားပါတယ်ခင်ဗျာနံပါတ်၄ရတော့မင်းကျိန်တက်လို့ရတာရေတခုတည်းရှိရလားအချားရရောရှိသေးလားကျွန်တော်ဒီအကြောင်းအရာတွေကိုလည်းဖြေချပေးထားပါတယ်နော်မီးလောင်လို့တဲ့မီးတက်ကားရဲ့လိုင်းဘာလို့ရေမပါတာလဲတဲ့ဆိုတော့ဒီဒီအကြောင်းအရာကိုပြောခင်ဟိုငါကြီးအရင်ဆုံးအခုဟိုတနေ့ကတွေ့ခဲ့တဲ့ဟာလေးတခုအရင်ပြောမယ် ဲ့ဒါဘာလဲဆိုတော့မန္တလေးကအဲသွားဆရာဝန်လေးတယောက်လေအဲသွားဆရာဝန်ဦးလေးသိရမလားဟိုကက်ဆက်ခွေနဲ့သူတချင်းနေလဲဖွင့်ပြသူ့မှာကက်ဆက်ခွေတော်တော်များများလဲရှိတယ်အဲ့သွားဆရာဝန်ပြောသလိုပဲဒီလားသွားပိုးဆိုတာတကယ်ရှိတယ်နဲ့ဆရာဝန်ကသွားပိုးတကယ်မရှိဘူးဟုတ်ပြီနော်တချို့ကသွားပိုးတကယ်ရှိတယ်အကောင့်လေးတွေဘာညာနဲ့ဆရာဝန်ကပြောတယ်သွားပိုးဆိုတာတကယ်မရှိဘူးပြီးတော့သူနှစ်ဖက်ခွဲလိုက်တယ် အကူကသွားဖို့ရှိတဲ့ဘက်မှနေတယ်ကျွန်တော်ကသွားဖို့မရှိတဲ့ဘက်မှနေတယ်ဟုတ်ပြီလားအကူနဲ့ကျွန်တော်နဲ့လမ်းချင်းမတူဘူးလေ opposite တဲ့အဲ့ဒီလိုပဲငန်းကြီးကမိသက်ကလာလို့ရှိရင်ရေမပါတဲ့ဘက်မှနေအကူကရေပါတဲ့ဘက်မှနေမယ်ဘာလို့ဆိုတော့ဒီမိသက်ကတွေကရေမပါလို့ရှိရင်အရန်အန်တွေများတယ်မောင်းရတာလုံးဝအတိမ်ဆောင်မခံဘူးရေမပါရင်သိလားအဲ့တော့အကူကရေပါတဲ့ဘက်မှပဲနေမယ်ပြီးတော့ဒီမိသက်ကတစည်းရဲ့အဲရေပတ်နှုံးကလေပါတဲ့နောက်ကဂါလန်တွေချင်းမတူဘူး ကာလန်350ပါရာရှိမယ်800ပါရာရှိမယ်เนาะအမျိုးမျိုးရှိတယ်ကွာအဲ့ဒီကနောက်ကပါတဲ့ဂါလန်တွေကရေးရလေဆက်ရပိုက်အားပေါ်မူတည်ပြီးတော့2မိနစ်ခွဲပဲခံတာရှိမယ်3မိနစ်လောက်ခံတာရှိမယ်1မိနစ်ကြော်ကြော်လောက်ပဲခံတာရှိမယ်ဟုတ်ပြီเนาะအဲ့လိုမျိုးအကြောင်းရတယ်ရှိတယ်ပြီးတော့မီးတက်တဲ့စနစ်တွေမှာလည်းအာငါကြီးတို့မလေ့လာထားလို့ရှိရင်ဒီမီးတက်စနစ်တွေရဲ့အာကွာဟားချက်တွေလည်းရှိမယ်ဘယ်လိုလဲဆိုတော့ဟိုဒပိုက်တည်းထုတ်တာရှိမယ်ဒပိုက်နှစ်တန်းခွဲတာရှိမယ် เนาะအဲ့လိုမျိုးစနစ်တွေရှိရကွာအဲ့ဒါကိုငိုင်းကြီးတို့ဟိုအကုန်လုံးနားလည်အောင်ရှင်းပြမယ်ဆိုလို့ရှိရင်အရန်ရှည်သွားမယ်ဟုတ်ပြီလားအဲ့တော့ငိုင်းကြီးကမိသက်ကလာရေမပါတဲ့ဘက်မှာပဲနေလိုက်အကိုတို့ကရေပါတဲ့ဘက်မှာနေမယ်โอเคကိုကြီးလည်းညမှန်တော့မပါဘူးလားပါတယ်ညီလေးအကိုအရင်တော့ကတော့ဒီညမှန်သုံးနေသေးတာဒီကောင်က night vision ပိုကောင်းတယ်ဗောနော်သူ့ရဲ့ဒီဒီ အဝါကြည့်ကြည့်အောင်လားဒါ night ညဘက်ကြည့်ရင်ပိုကောင်းတယ်ဒါပေမဲ့ခုနောက်ပိုင်းကိုဒီဟာကိုတိတ်မသုံးပြဘူးဒါဆိုဒီကောင်ကကျတော့ဟိုတက်တက်ဟိုစောင့်နှားရတဲ့ဟာပုံတင်ပြီးဖြစ်တာပေါ့ကွာဟိုအိုးထုံမှာတွဲထားလို့မရအောင်အဲအခုနောက်ပိုင်းဒါတိတ်မသုံးပြအခုနောက်ပိုင်းသုံးပြနေတာဘာလဲဆိုတော့ဒီဒီမျက်မှန်မှာသုံးပြတယ်ဒီမျက်မှန်ကဘယ်လိုပုံလဲကျွန်တော်တို့ကွာ cycling အာမျက်မှန်ပေါ့နော်စပိန်စီးရဲ့မျက်မှန်အခုကစပိန်စီးတော့ကွာစပိန်စီးရဲ့မျက်မှန် အခုမှဒါအရင်တော့ဝယ်ထားတဲ့ဟာပေါ့ဒါကော rock bro ပေါ့စပိန်စီမြန်မာ तू ကလာတော့ဒီဂိုင်းနဲ့လာတာအခုကဒီဘက်ဂိုင်းတစ်ဖက်ကအရင်နဲ့ကျိုးဝိုင်းကွာကျိုးရတော့ကဘယ်လိုပြန်ထွင်လိုက်လဲဆိုတော့ဒီဂိုင်းနဲ့ကအပေါက်ကိုတေးရိုးထည့်လိုက်တာအတေးရိုးထည့်ပြီးတော့အိုးထုတ်မှာတခါတွဲထားလိုက်တာဒါတော်တော်လေးအသုံးဝင်တယ်ကွာအထူးသဖြင့်အိုးတို့မိသားကိုင်းစီးရင်ကွာဟိုခေါင်းထဲမှာစီးရတဲ့နေ့တွေဆိုတော့ပြဿနာမရှိဘူးအပေါ်ကနေလိုက်ရတဲ့နေ့တွေကြတော့လေတူးအားကအရန်ပြင်းတယ်မရှိဘူးလုံးဝကြည့်ဖို့တော့မလွယ်ဘူး မိသက်ကားပေါ်ကလေမောင်းနေရချင်းလေရဲ့တိုးဟာအရန်ပြင်းတယ်အဲ့တော့ဒီညမန်လေးရှိတာတော်တော်လေးကိုအဆင်ပြေပါတယ်အညမန်လေးနေပူလာလဲတော်တော်လေးကာဝယ်ပြီးတယ်ပြီးအမုံဝိုင်းလေမျိုးလုံးနဲ့မဝင်ဘူးပေါ့ကွာအဲတကယ်မိလောက်မိနေရောက်ပြီဆိုရင်တော့ဒီကတိတ်မတုံး BA ဆက်တော့တော့ BA ဆက်မှလည်းသူကမျက်နှာဖုံးပါတယ်လေ BA ဆက်မျက်နှာဖုံးတုံးတာများတယ်ကျေးဇူးတင်ပါတယ်ညီလေးဟောတော့ကောင်းနော် နည်းနည်းတော့ရှင်းပြပေးပါလားအကူတဲ့။လောင်မြေမှာဖိုက်တာဝင်တဲ့ချိန်တပွင့်နှစ်ပွင့်မိသက်ဘူတွေရောပါလာပြရတဲ့တတ်မှတ်ထားတာရှိလား။တက်ချက်ကြီးအထိပဲဝင်ရမယ်ဘာညာတော့။အဲ့လိုတော့တတ်မှတ်ထားတာအကူထင်တော့မရှိတော့ဘူးကွာ။သိလား။အကူတို့မိသက်လောက်တဲ့အချိန်မှာလည်းအခုလက်ရှိမိလောင်မြေနေရောက်ရင်လဲကွာ။အာမြို့နယ်မှုတွေလည်းပါတာပဲမိလောင်မြေထဲမှာ။အရင်မိသက်ပြမိသက်ပညာပြွားတဲ့မြို့နယ်မှုတွေနောက်ဆိုအကူတို့ကသူတို့နောက်ပဲလိုက်တာ။အန်ရကင်းနေပေါ့နော်။ ပြီးရင်အမီးလောင်မှုများလို့ရှိရင်ဟိုဌာနချုပ်ကလူကြီးလာလို့ရှိရင်လည်းသူတို့ကဒီမီးလောင်မှုကုတ်ခဲတာရှိတယ်ကွာရှေ့မှာဝင်တဲ့ချိန်ကျရင်လည်းအရှေ့မှာဝင်တဲ့ချိန်ကျရင်တော့မြို့နယ်မှုကအထူးသဖြင့်ဒီမန္တမတွေကဥဆောင်ပြီးတော့ဝင်ကြတာလည်းရှိတယ်အများစုအဲ့လိုတွေများတယ်ဟိုအဲ့လိုတတ်မှတ်ထားတာတော့မရှိဘူးအဲမီးတက်လက်ဆွဲဥပဒေထဲမှာလည်းဒီမီးလောင်မှုဖြစ်ရင်ဒီမီးလောင်မှုကိုရောက်တဲ့ယာရုအကြီးဆုံးလူကကုတ်ကဲရမယ်ဆိုတာပါတယ်ကွာ ဒီမီးလောင်မှုမှာမြို့နယ်မှုကကြီးလို့ရှိရင်မြို့နယ်မှုကကုတ်ခဲရမယ်မြို့နယ်မှုတဲ့ကြီးတဲ့ဌာနချုပ်ကလူကြီးရဲ့လမ်းဌာနချုပ်ကလူကြီးတဲ့ကုတ်ခဲရရှိတယ်ဒါအကိုတီးတဲ့လောက်ပြောတာနော်အကိုတဲ့နောက်တစ်ခါတဲ့မီးလောင်ရင်ရေပပါပဲတက်ပြရတယ်ညီလေးတကယ်တော့လေရေနဲ့ပဲနှိမ့်လို့ရတာမဟုတ်ဘူးတခြားအဲအရာကြီးနဲ့နှိမ့်လို့ရတာရှိသေးတယ်အဲ့မဲ့အဲ့ဒါနေရနေထားပေါ်မူတည်တာပေါ့ကွာဥမာအဲဖုံးစည်းနဲ့နှိမ့်တာတို့ပြီးလို့ရှိရင် CO2 နဲ့နှိမ့်တာတို့ ပြီးလို့ရှိရင်အခုနောက်ပိုင်းဆိုလို့ရှိရင်အဲကာဗွန်နဲ့ညှိနေတာအဲကာဗွန်ကာဗွန်ဖိုက်ဘာပေါ့ကာဗွန်ဖိုက်ဘာအဲ့လိုအဲပိတ်လိုက်လို့မျိုးအရွက်ပေါ့အဲ့ဒီအရွက်နဲ့ညှိနေတာရှိတယ်အဲ့ဒါတွေကအခုသူဖြစ်ကာဗွန်ဖိုက်ဘာဆို EV ကားတွေကိုညှိနေနေရမှာအအထူးသဖြင့်အသုံးပြုတယ် EV ကားမှမဟုတ်ဘောနော်ဒီဘက်ထရီနဲ့ပတ်သက်တဲ့ပစ္စည်းတွေလောင်းပြီးဆိုရင်ဒီကာဗွန်ဖိုက်ဘာနဲ့အုပ်ပြီးတော့ဒီအောက်ဆီဂျင်ဖြတ်တိုက်တဲ့နီးနဲ့ညှိနေတာရှိတယ် ပြန် CO2 နဲ့ငိမ့်တာလည်းရှိတယ်ပြန်ဖုန်းစည်းနဲ့ငိမ့်တာလည်းရှိတယ်ရေတခုတည်းမဟုတ်ပါဘူးเนาะညီလေးတခြားဟာတွေလည်းရှိသေးတယ်ပြီးငိမ့်လို့ရတယ်ကဲအားလုံးပဲကျွန်တော်အခုဖြည့်ချပေးထားတဲ့မေးခွန်းလေးတွေကမပြည့်စုံဘူးဆိုလို့ရှိရင်တော့ကိုမတ်မှာဝင်ရေးပြီးသွားလို့ရပါတယ်ခင်ဗျာအဲ့ဒီတွေလည်းကျွန်တော်ကကြိုးစားပါတယ်ပြီးတော့နောက်ထပ်မေးခွန်းတွေရှိရင်လည်းရေးသွားလို့ရပါတယ်ကျွန်တော်အားတဲ့အခါဗီဒီယိုလေးလုပ်ပြီးတော့ပြန်ပေးပါမယ်ပြီးတော့ကျွန်တော်ရဲ့ channel ကို subscribe မလုပ်ကြသေးရင်လည်းလုပ်ပေးထားပါဦး နိုဒီခေါင်းလောင်းလေးနှိပ်ပြီးထားရင်တော့ဗီဒီယိုအစ်တစ်တွေတင်နိုင်မိတ်ဆွေတို့အကြောင်းကြားပြပါလိမ့်မယ်။ကဲကျွန်တော်ကတော့လှဟုတ်ပါအားလုံးပဲနောက်မေးခွန်းနေပြန်တွေ့ရမယ်ခင်ဗျာ။ဘိုင်ပါခင်ဗျာ။